ရှမ်းပြည်နယ်တောင်ပိုင်းမှာဟိုတယ်နဲ့ခရီးသွားလုပ်ငန်းများစနစ်တကျဖွံ့ဖြိုးတိုးတက်စေရင်ခရီးစဉ်ဒေသများနဲ့ခရီးသွားဆွဲဆောင်ရနေရာများတန်ရှင်းသာယာလှပပြီးပြည်တွင်းပြည်ပခရီးသွားဧည့်သည်များပုံမိုလာရောက်လည်ပတ်စေရအတွက်ဌာနဆိုင်ရာများအသင်းအဖွဲ့များနဲ့ဒေသခံပြည်သူလူထုတို့ပူးပေါင်းပြီးအကောင့်အဖော်ဆောင်ရွက်လျက်ရှိရာဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဖြိုးစော်ဆိုသည်စက်တင်ဘာလ30ရက်နေ့နေ့လယ်ပိုင်းမှာရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်ခရိုင်မွန်နယ်မြို့သို့သွားရောက်ကခရီးသွား ကျေးရွာဖော်ဆောင်ထားတဲ့နေရာမှာတည်ရှိတဲ့ရိုးရာရင်ကျေးမှုပြကန်းတဲ့မိုးနေဒေသရှိအထင်ကရဖျားစီရီပထုများအောင်လှည့်လည်ကြည့်ရှုခဲ့ရဒုတိယဝန်ကြီးကခီးစဉ်ဒေသအသစ်များနဲ့ခီးသွန်းဆွဲဆောင်ရာနေရာများအဖြစ်ပုံမှုကြဲကြဲပြန့်ပြန့်ဖော်ထုတ်ဆောင်ရွက်နိုင်ရေးပြကန်းများနဲ့ဖျားစီရီများပတ်ဝန်းကျင်တန်ရှင်းသားရလှပရေးနဲ့ခီးသွန်းဧည့်သည်များအစဉ်ပြေချောမွေ့စွာလာရောက်လည်ပတ်နိုင်ရေးတို့အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရဲ့မှာကြကအလူငွေများပေးအပ်လူတန်းခဲ့ပါတယ် အော်တိုဘားလာတရက်နေ့မနက်ပိုင်းမှာဒုတိယဝန်ကြီးနှင့်အဖွဲ့သည်ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန့်မြို့ရှိဖုံးတော်ကြီးအကြောင်းများသို့သွားရောက်ဖူးမြော့ကြီးညိုကဆရာတော်တန်ခါတော်များအားလူပွဲဝိတ္ထုပစ္စည်းများနှင့်ဝိတ္ထုငွေများဆက်ကပ်လူဒန်းခဲ့ပါသည်။ ဆက်လက်ပြီးဒုတိယဝန်ကြီးသည်ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့မှမြို့နယ်အဆင့်ဌာနဆိုင်ရာများခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့မြို့မိမြို့ဖများဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာမှာဒုတိယဝန်ကြီးကရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့ဟာရာသီဥတုကောင်းမွန်ပြီးတောင်ကုန်းတောင်တန်းများလေယာဉ်ဆိုင်ခင်းများနှင့်တာယာလှပတဲ့ရှုခင်းများကိုပိုင်ဆိုင်တဲ့တောင်ပေါ်ဒေသဖြစ်တာကြောင့်ခရီးသွားများကလာရောက်အပန်းပြေလဲပတ်ရန်ကောင်းမွန်တဲ့နေရာတစ်ခုဖြစ်ပါကြောင်းဒေသခံတိုင်းရင်းသားတို့ရဲ့ရှည်ရင်ဆွဲရိုးရာယဉ်ကျေးမှု ဒလိထုံနှင်းအစဉ်လာများကိုပြည်တွင်ပြည်ပခရီးသွားဧည့်သည်များပုံမူသိရှိပြီးလာရောက်လဲပတ်နိုင်ရန်မြင့်တင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်းဒေသခံများနှင့်ဒေသအာဏာပိုင်များအားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလို့ကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်အဲဒီနောက်တက်ရောက်လာတဲ့လုပ်ငန်းရှင်များဒေသခံများကဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုများတွေ့ကြုံရတဲ့အခက်အခဲများကိုသက်ဆိုင်ရာကန်တာအလိုက်ဆွေးနွေးတင်ပြကြရာတင်ပြချက်များအပေါ်ဒုတိယဝန်ကြီးကပေါင်းဆက်ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံလူငယ်များအတွက်အားကစားပစ္စည်းအသုံးဆောင်များကိုပေးအပ်ခဲ့ပါတယ်။အရင်နောက်ဒုတိယဝန်ကြီးသည်မိုင်းပန်မျိုးပြည်သူစေယုံတို့တွားရောက်ကကျမ်းမာရေးအထောက်အကူပြုဆေးဝါးများနဲ့စေယုံတက်ရောက်ကုသနေတဲ့စေယုံတက်လူနာတအူးချင်းအတွက်စေကူတာစရိတ်များနဲ့အာရကျွေးမွေးရေးအတွက်စေကူတာစရိတ်များပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။